အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်စောင့်ကြာနေ့နံနက်ပိုင်းစစ်ရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်ဗမာမျိုးသိန်းကြိုက်ပွဲမှာစစ်ကောင်စီဟာအချိန်ကြာတောင့်ခံနေနိုင်တာကတော့ဒရုန်းနဲ့ဂျမ်ပီယံတိုက်စစ်ဆင်နေလို့ပဲဖြစ်ပါတယ်အမှန်28စစ်စင်ကိုကဲမှုဌာနချုပ်ထဲမှာရောက်နေတဲ့ဒရုန်းအဖွဲ့တွေမှာ လက်ကျန်ဒရုန်း အများကြီးမရှိတော့ဘူးဖြစ်ပါတယ်စစ်ကောင်စီဟာຫນွေဦးအစမှာကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဒရုန်းတိုက်ခိုက်မှုဂျန်ကိုအလူလဲခံခဲ့ရပါတယ်အဲဒါကြောင့်ဒရုန်းကတ်တွေဂျန်မာတွေအလင်းမြန်တပ်ဆင်ပြီးခံစစ်ဆင်နေမဲ့အလုံးမဖြစ်ပါဘူးအလုံးမဖြစ်တဲ့အတွက်2024ခုနှစ်မှာကကဒုံလို့ခေါ်တဲ့ဒုံစစ်စင်ရေးညွန်ကြားရေးမှုရုံးအောက်မှာ drone operation ကိုကယ်ရေးအဖွဲ့ဆိုပြီးဖွဲ့စည်းထားပါတယ် အမှန်၂၁စစ်စင်ကိုကဲမှုဌာနချုပ်ထဲမှာ left တင်အဆင့်ဘူဆွားထက်နိုင်ဦးစီးတဲ့ချီစာဂရုံအဖွဲ့26နဲ့ဘူဤတော်စင်ဦးစီးတဲ့ heavy drone အဖွဲ့9တို့ရောက်ရှိနေတာဖြစ်ပါတယ်ဓမ္မမှာဆိုရင်ချီစာ drone နှစ်ဆင့်မဲ့ကြံပါတော့တယ်ဆက်မှတ်21304နဲ့ဆက်မှတ်33303တို့ပဲဖြစ်ပါတယ် heavy drone ဆိုရင်လည်း3ဆင့်သာကြံရှိတော့ပြီး ဆက်မှတ်132 139နဲ့139လိုပဲဖြစ်ပါတယ်အဲဒါကြောင့်ဗမောခံစစ်အတွက်အရေးကြီးလိုအပ်နေတဲ့ခြိစာဒရုန်း30နဲ့ heavy drone 20အရေးပေါ်ဖြစ်တင်ပေးဖို့တောင်းခံနေပါတယ်အခုတောင်းခံနေတဲ့ drone အရေးအတွက်ဟာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်ဖွဲ့တွေပြစ်ချနိုင်ခဲ့တဲ့အရေးအတွက်ပဲဖြစ်ပါတယ်ရခင်လေးက ဒုထဝရီမြစ်ကိုရွှေလီမြစ်လို့မှားယွင်းသုံးဆဲခဲမိတာရှိပါတယ်။တကယ်တမ်းကနမ်မတူမြစ်လို့အခေါ်ရှိတာဖြစ်ပါတယ်။နောင်ချိုကြီးရွာရဲ့အနောက်ဖက်အဖြောင်တန်းရင်ဆက်နမိုင်ကန်အကွာမှာမြင့်ငယ်မြစ်ပေါ်မှာတည်ထားတဲ့280မဂါဝတ်ထွက်ရှိမဲ့အထက်ရဲအထက်ရဲရွာရေအားလျှပ်စစ်ဆက်ရုံရှိပါတယ်။2025ခုနှစ်မတ်လတည်းမှာ Jet Run လုပ်ဖို့ပြင်ဆင်ထားပေမဲ့ဆက်ရုံဝန်ထမ်းတွေထွက်ပြေးကုန်ကြလို့ရပ်သွားကြပြီထင်ပါတယ်။ ကရင်နီနယ်မြေဝလခက်တပ်နယ်နဲ့ဖားဆောင်တပ်နယ်ဟာအပြန်အလှန်ပြစ်ကူပေးပြီးတောက်ခံနေတဲ့အနေအထားဖြစ်ပါတယ်။မိုးပြဲကိုတော့ကရင်နီတပ်ပေါင်းစုဝလခက်စစ်မျက်နှာကိုစိတ်တိုင်းကြဖန်ပြီးဝင်မရနိုင်အောင်စစ်ကောင်စီဟာအင်အားသုံးပြီးစစ်ကစားလာပါတယ်။မန်လေးတိုင်းတပိတ်ချင်းမြို့နယ်ဆမ်မန်ကူရွာအနီးထိတွေ့တိုက်ပွဲရှိပါတယ်။တပိတ်ချင်းကနေမိုးကုတ်အထိပြန်လည်ထိုးစစ်ဆင်နိုင်ရင်ညီမျိုးစုံနဲ့ကြိုးပမ်းနေတာဖြစ်ပါတယ်။စစ်ကောင်စီဟာ ခံစစ်တွေ area defense ဟာအလုံးမဖြစ်မှန်းသိလာတဲ့အတွက်ဖြည်းဖြည်းချင်းအနာခံဆန်းဆန်းပြီးလှုပ်ကြည့်လာတာဖြစ်ပါတယ်။တပိတ်ချင်းနယ်မြေထဲမှာစစ်ကောင်စီရဲ့စစ်ကြောင်းတွေအချို့အချင်းချင်းခဲရန်စိတ်ခါအပြန်အလှန်အကူအညီပေးနိုင်ရေးလမ်းကြောင်းတွေစတင်ချိတ်ဆက်နေတာကိုလည်းထောက်လန်းစုံစမ်းသိရှိရပါတယ်။တပ်တင်ပြင်ဆင်ထားတဲ့မန္တလေးမြို့တော်ကတော့ဇမန်နေ့မနေ့အစောပိုင်းမှာပဲလမ်း၃၀ 82လမ်း82လမ်းကြားကရက်ကွက်အုပ်ချုပ်ရေးမှုရုံးမှာပောက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ညပိုင်းမှာတော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာမန္တလေးနန်းတွင်ကပောက်ကွဲတံတချို့ကြားရတယ်လို့ဆိုကြပေမဲ့တမတော်နေ့ညစာစားပွဲမီရှူမီပန်းဖောက်ပြီးအောင်ပွဲခံတောက်စားမူးယစ်နေကြတာပဲဖြစ်ပါလိမ့်မယ်။မရီယာနယ်မြေအတွင်းမှာတော့လက်နက်ကြီးနဲ့မကြာခဏပစ်ခတ်မှုတွေရှိနေခဲ့ပါတယ်။မြေပြင်ထိတွေ့မှုကတော့စုံစမ်းနေသေးတာရှိပါတယ်။ စကိုင်းတိုင်းဒေသကြီးချွေးဘိုခရိုင်ခင်ဦးမြို့နယ်ကျင်းအောင်ကျွေးရအနီးတစ်ဝိုက်မှာလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီစစ်ကြောင်းတွေထိတွေ့မှုရှိပါတယ်တွေ့ကြုံပြီးအနေထားတော့တာဖြစ်ပြီးနှစ်ဖက်စလုံးအတွက်ရန်သူမတိမိမိမတိအနေထားတာဖြစ်ပါတယ်တမူပန်းတာဘက်မှာတော့မိမိတို့ကာကွယ်ရေးတပ်ဖွဲ့တွေညှော်မှန်းထားတဲ့စီရေးကြီးမှန်းချက်ပြေဝသေးဖို့မရပါဘူးဘကိုးတိုင်းအရှိချမ်းဝေါ်မြို့နယ် ဖရားသုံးစုစင်ရွာနဲ့ဝိုင်းဖတ်ကြီးရွာတွေမှာစစ်ကောင်စီအခြေပြုတပ်ဆွဲနေရာယူထားသေးတာဖြစ်ပါတယ်။စစ်သားတုံဘူတာမှာတော့နှစ်ပေါင်း73ပေါင်း15ရောက်အင်အားရှိတဲ့လက်နက်ကြီးအဖွဲ့ခြေကုပ်ယူလာတာရှိပါတယ်။အဲ့ဒီအဖွဲ့ဟာဖက်ကလေးဘူတာကနေရွှေ့လာတာဖြစ်ပါလိမ့်မယ်။ဘောမြုံနယ်အစီအစံလက်နက်ကြီးစခန်းဟာနေရာတွေကြားမရှိဘဲသတင်းရတဲ့နေရာတွေဘက်ကိုရွှေ့ပြောင်းနေတယ်လို့သုံးသပ်ရပါတယ်။ ။ပဲခူးတိုင်းနောက်ချမ်းဘရောင်းတက်နေညောင်ခြေတော့ပြည်သူစစ်နဲ့အာရခတတ်တော်ပူပေါင်းအဖွဲ့တွေချီတွေ့မှုစတင်ဖြစ်ပွားနေပြီဖြစ်ပါတယ်။ပြည်သူစစ်ခေါင်းဆောင်မက်စီကြိုက်တယ်လို့သိရပါတယ်။ဒဏ်ရအခြေအနေစုံစမ်းနေသေးဖြစ်ပေမဲ့ကြောက်ဆုံးစင်းရတော့ခုနှစ်ဦးဖြစ်ပါတယ်။အမှတ်၆ကာကွယ်ရေးပစ္စည်းဆက်ယုံကနေရင်းတင်းအတင့်စုဖွဲ့ထားတဲ့အဖွဲ့ကိုအင်အားဖြင့်စစ်ကူဆေးလွတ်ထားရပါတယ်။ချီတွေ့မှုဖြစ်တဲ့ နေရာကိုအတိအကျရအောင်စုံစမ်းနေစေဖြစ်ပေမဲ့ညောင်ခြေတော်ဝင်းကျင်လို့သုံးသပ်ရပါတယ်။ညောင်ကျိုးကိုအပြင်းထန်ကိုက်စစ်ဆင်နေရင်စစ်မျက်နှာတစ်ခုထပ်ဖွင့်လိုက်တယ်လို့ယူဆရပါတယ်။စစ်ကောင်စီဘက်ကစစ်လော်ဘီတွေဟာတပ်မတော်နဲ့စေးပြပွဲပြီးတာနဲ့စစ်တပ်ကတကယ်တိုက်တော့မယ်ဆိုပြီးနှတ်ကြောင်းပေးပြောဆိုနေကြတာရှိတယ်လို့မင်းအောင်နိုင်ကလည်းတရားတော်စစ်ဆက်လက်ဆင်နွှဲမယ်ဆိုပြီးသူများရေးထားတဲ့စာရွက်ဖတ်ပြပြီးပြောသွားခဲ့ပါတယ်။ ကြိုက်တာကတော့တကယ်ကြိုက်နေပါပြီတူပို့တူပို့နဲ့ပဲဖြစ်ပါလိမ့်မယ်ခင်ဗျာစလဲဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးကျေးပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်